ယနေ့ဆရာနာရှင်တွေရဲ့အာမစင်မခြင်းအာနာသိမ့်ပိုက်လိုက်တာဟာအများကြီးဥစဉ်တို့ဒါရဏာကိုနိုင်ငံကိုပြည်သူတွေရောအကုန်လုံးစိုးကြိုးတွေတက်ရောက်သွားတာပဲနင်းနင်းနုံနုံမှမဟုတ်တာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဥစဉ်တို့သူတို့အာနာသိမ့်နေနေမှာပဲတခါကြီးကကြည့်ကြည့်လိုက်ခုနကပြောတဲ့ဆရာတော်ကြီးတွေဖန့်ပြစ်တယ်ပြီးတော့တကယ်ဆိုင်ဆရာတွေဖန့်ပြစ်တယ်ပရိဒါခေါင်းဆောင်တွေနော်အကုန်လုံးသူတို့ဖန့်ပြစ်တယ် ။နိုင်ငံရေးခေါင်းဆောင်လီဒေါအောင်ဆန်းစုကြည်တို့ကပြောမယ်ရေးဆိုရင်ခုနပြောတဲ့ကိုရင်တိတ်ခါတီလာပါညာအကုန်လုံးတမ်းမီကိုရွမ်းနိုင်လို့ပြီးခဲ့တဲ့၅နှစ်မှာတော့မှပဲနော်ကဘာတော့မှပဲအန်အောလာတဲ့အခြေအနေရေးဆိုတာဒါမြန်ဝါထင်နေညင်းမြရတဲ့အခြေအနေတွေပဲ။ပြီးတော့တခါကြီးစဉ်းစားကြည့်လေနော်ကဘာကြီးကကိုဗစ် -19 နဲ့အများကြီးဒုက္ခတွေရောက်နေတဲ့အချိန်နော်ကိုရနာပြေကလေးအကုန်လုံးတချို့ဆိုစီးပွားရေးတွေတောင်ဒေဝါလီခံပြီးတော့အသက်တွေမတည်အောင်လုပ်နေရတဲ့အချိန်ကြီးမှာဒီအာနာသိမ့်မှုကိုထထုတ်တဲ့ဟေးဆိုတာဒါတော်တော်ကြီးကိုစိုးရတဲ့အချိန်နေပဲ ။ဒါကြောင့်မလို့သူတင်းလိုက်တဲ့အချိန်မှာတတိယလှိုင်းကြတော့ကြည်ပါလား။လူတွေကအများကြီးတည်တာ။တောင်ဆန်းစုကြည်လက်ထက်မှာရေးဆိုရင်ဦးစင်းတို့ထိုင်းရအောင်အံ့ဩနေရလေ။ကာကွယ်စည်းတွေနဲ့ဗာဒီနဲ့တူးလက်ထက်လိုက်ကြရောခေါင်းအပြုတ်ခဲ့တဲ့တည်ကျင်မှုတွေကအများကြီးပဲမြင့်လာတယ်။ပြီးတော့ပြောချင်တာအရာကသူဒီလိုအာနာတင်းလိုက်တဲ့အတွက်ကြောင့်တေးကြတဲ့ဦးစင်းတို့ဓမ္မအမှန်တရားတွေပြောခွင့်မရှိတော့ဘူး။တောင်ဆန်းစုကြည်လက်ထက်မှာဓမ္မအမှန်တရားတွေပြောနေတဲ့ဆရာတော်တွေကနော်အစုံအမတွေပြီးတော့စာရေးဆရာတွေဟေ့ဆိုမြင်တဲ့အတိုင်းပဲဗျာနော်အကုန်လုံးတနိုင်ငံလုံးအနှံ့တွေကိုပညာအလင်းတွေပေးနိုင်တယ် ဓမ္မအမှန်တရားတွေဟောနိုင်တယ်။အခုပဲတခါကြီးဦးစင်းကမြန်မာပြည်ထဲမှာတွားဟောကြည့်ပါလား။ဦးစင်းကခုတက်ပြင်ပါပေါ့။အဲ့တော့ယန္တဘာဗုဒ္ဓဟောထားတဲ့တရားကိုမဟောနိုင်တော့ဘူးဟေးဆိုတဲ့ကွာ။ဒါတရားဓမ္မတွေကိုယ်နေပြီလေ။အစ်စ်မန်တွေဟောလို့မှမရတော့တာ။ဗုဒ္ဓဟောထားတဲ့မင်းညင်တရား၁၀ပါးကဲအခုတိပိဋကတရားတွေဟောရဲမလား။ပြီးတော့ဗုဒ္ဓကပြောထားတယ်လေဦးစင်းတို့ကိုယဟန်ကျင်းဝတ်ရတင်္ဂလောဝါရသုံးပါမကောင်းမြတ်တာကောင်းရညွန့်လေးအသေးဟောကျူးနာဘူးထက်မှန်နတ်ချန်တင်ရမြစ်တာလဲပြူရဟန်းမှု6ခုလွန်သေးကြ မကောင်းတာတွေတွေ့ရင်တားမြစ်ရတော့အခုမင်းအွန်လိုင်းလို့လုပ်နေတာတွေမှန်တယ်များဟာမကောင်းတာတွေဖြစ်တဲ့အတွက်ကြောင့်ယဟန်ကျင့်ဝတ်အရာကအသက်တာလျင်သိရင်သိပါစေဓမ္မအတွက်ဦးဇင်းတို့ဆုံးမစားချင်းဆုံးမရမယ်ဒါကတော့မှားတယ်ဟေးမကောင်းဘူးတားမြစ်ရမယ်ပိတ်ပင်ရမယ်ခုနပြောခဲ့တဲ့ငါးပါးဒီလာနဲ့ကြည့်ကြည့်အကုန်လုံးပျက်စီးနေတယ်ဒါကြောင့်မလို့မင်းတို့ဒီဥစ္စာတော့အာရမပဲဒါကတော့ဓမ္မပဲလို့ပြောရင်ကျင်းနေတယ်လေအသက်ခံရမှာပဲအဖမ်းခံရမှာပဲဘူဒီဒီလည်းထောင်ထဲမှာကိုကြာနေသေးတယ်ဦးဇင်းတို့ရမ်းတန်ကတော့ဒီနဲ့တာမှမဟုတ်တာ အခုမင်းအောင်လှရဲ့အာဏာသိမ်းလိုက်တဲ့ရဲ့နောက်မှာအခုဒကာကြီးတို့တွေ့ကျင်ဦးစင်းတို့ကလေးတွေဒါနိုင်ငံကိုတည်ဆောက်မဲ့ကလေးတွေအင်ဂျင်နီယာတွေနော်ကျောင်းဆရာတွေခုနကပြောခဲ့တဲ့ဆရာဝန်လောင်းတွေအများကြီးပေါ့ဗျာဒါနိုင်ငံရဲ့တာဝန်ကိုပြန်ယူရမယ့်ဥစ္စာတွေဟာယနေ့ပညာမသင်ကြားနိုင်တော့နော်တိုင်းပြည်ရဲ့အသက်အိုးအိမ်စီးတင်ကိုကာကွယ်စောင့်ရှောက်ရမယ့်လူကမလုပ်ဘဲနဲ့တက်ဖြတ်နေတဲ့ခါကြတော့ယနေ့ငါတို့ပြည်သူကိုငါတို့ကာကွယ်မှရတော့မယ်ဟေ့ဆိုတဲ့မြေပြူကင်နေတဲ့လက်တွေနှကြက်ကင်နေတဲ့လက်တွေ နော်ဒီကလေးတွေကတော်ရဲရောက်သွားပြီကိုနေ့ကပြောခဲ့တဲ့ကိုပြည်သူကိုကာကွယ်ရေးအတွက်ကိုမလုတ်ချင်လဲလုတ်ကိုလုတ်ရတော့မယ်ဟေ့ဆိုတဲ့မြေပြူပြစ်ချပြီးတနက်ကင်နဲ့လုတ်ကိုလုတ်နေရတယ်သူတို့မှအဲ့တော့စာတင်ရောက်ဝင်နေအကုန်လုံးပျောက်သွားယနေ့မြန်မာနိုင်ငံတွင်းထဲမှာကလေးတွေအများကြီးရှိတယ်နော်ကိုနေ့ကပြောခဲ့တဲ့အာ CDM နေလုတ်ကြတဲ့ခါကျတော့တကယ်တော်တဲ့လူတွေကစာတင်ကြပေးနိုင်မှုတွေမဖြစ်တော့အဲ့တော့ထိုင်းတို့အစားကြီးတွေပြင်အကုန်လုံးကရှေ့တို့ဆိုပြီးစင်ကာပူတို့ကပညာတွေတင်ပြီးတော့ယနေ့ AI တွေအထိပညာရေးတွေမြင့်နေတဲ့ချိန်မှာ ဦးဇင်းတို့ကလေးတွေကအနာဂတ်တွေမဲ့ကုန်ကြပြီအနာဂတ်တွေပျောက်ကုန်ကြပြီအဲ့တော့ပညာရေးတွေဦးဇင်းတို့နိုင်ငံလုံးဝပျက်စီးသွားပြီအဲ့တော့ကျန်းမာရေးကြီးလာအောင်ခါကြီးနော် CRM တွေလောက်ကြတယ်ခုနပြောခဲ့တဲ့ဆေးုံဒီမှာကြီးကဘာမှလည်းကျွမ်းကျင်တဲ့ဆရာဝန်လည်းမရှိဆေးကုဆရာလည်းမရှိနော်ပေးနေကြတာနေ့တိုင်းဒုက္ခတွေရောက်နေကြတော့နော်ဦးဇင်းတို့စီလည်းဖုန်းတွေဆက်အကူအညီတွေတောင်းဦးဇင်းတို့လည်းနိုင်နေမြတ်ကူညီပေးနေရတာပဲအဲ့တော့ပြောချင်တာကဘာလဲဟေးဆိုတော့ကျမ်းမာရေးလည်းအကုန်လုံးကြပါပြီအဲ့တော့ပညာရေးကြီးကြီးကျမ်းမာရေးကြီးကြီးစီးပွားရေးဆိုတာလည်းတခါကြီးကမြင်နေတိုင်းပဲ နော်အချိန်တုန်းကဒေါံဆက်စုကြည်တို့လက်ထက်တုန်းကထိုင်းငွေဈေးနေရအဲ့လောက်မှမရှိသေးတာအခုဆိုလို့ရှိရင်အစာပေါင်း134လေးဆကွာသွားပြီနော်အရင်တုန်းကဆိုလို့ရှိရင်ဒါမြင်တဲ့အတိုင်းပဲအစာပေါင်း90လောက်กว่าရနေအစာ134ဆကွာသွားတယ်ဟေ့ဆိုတော့ဘယ်လောက်ထိกว่าသွားလဲဒါကအနီးကလေးနေပဲကြည်တာလေနော်အခုဒေါ်လာဟေ့ဆိုရင်ပဲနော်4500တွေပါတယ်ဖြစ်သွားတယ်အရင်တုန်းက1500နေပြီဒီလောက်ထိဆိုတာ၄နှစ်အတွင်းထဲမှာအဲ့လောက်ထိပြုတ်ကျသွားတယ်ဟေ့ဆိုတာ တော်တော်ကြီးကိုမှစိုးရတဲ့အခြေအနေပဲ။ဒါကြောင့်မလို့ကုံစင်းနှုံးတွေကလည်းအစမတန်မြင့်လာတယ်။ဒါကြောင့်ကဘာစမ်းတဲ့ရိတ်ခါနော်သူတို့အဖွဲ့ကြီးကနေပြီးစစ်တမ်းထုတ်လိုက်တဲ့အခါအခါမှာဦးဇင်းတို့နိုင်ငံသုံးပုံတပုံစားအမေမေတောက်အမေမေငက်ပြက်နေတဲ့အဆင့်ကိုရောက်ပြီ။အိမ်မှာမနေနိုင်တော့ဘူး။ဘုံတွေကျေထားလို့နေရမရှိတော့ဘူး။အဲ့တော့တန်း60ရှိတယ်ဟေ့ဆိုရင်တန်း30လောက်ကအငါဘေးဆက်ရောက်နေပြီ။ကျန်တာတွေကလည်းစီဝိုင်းတွေပြက်ပြီးတော့အကုန်လုံးဒုက္ခတွေရောက်နေကြပြီ။ အခုရေးဆိုရင်စစ်မှုထမ်းနေမထမ်းမနေရဆိုပြီးပေါ်တာတွေဆွဲတယ်။နော်ပတ်စံတွေကောက်တယ်။ပြီးရင်လူသားတိုင်းလုပ်ပြီးစေတန်းပို့ပြတယ်။ရောက်လာတဲ့လူမှန်တယ်များသိမှာပဲလေဗျာ။စစ်ပွဲကြီးဖြစ်နေတာနော်။အဲ့တော့ကွန်ရက်ပြောခဲ့တယ်သူတို့လှုပ်လိုက်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံကြီးကတကယ်အလုံးစုံပျက်စီးရတဲ့ဘဝကိုရောက်သွားတာပဲ။ဒါကြောင့်စည်ရနာရှင်မင်းအောင်လှရဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ဆန့်ကျင်ဘက်အကုန်လုံးသူကလုံနေခြင်းဖြစ်တယ်။